အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတင်စားပေးချင်တဲ့ဇာတ်လမ်းလေးကတော့ဂျိုဂျိုဆိုတဲ့ ဇာကားလေးပဲဖြစ်ပါတယ်။ဇလန်စာစောစောစီစီဒေါ်အပြေတို့ gravity အပြင်ဘက်ခုံထွက်ပြီးဆောင်းပြဒနာရှာနေတာ။ကိုမမိမတွေများ ဆောင်းပြဒနာရှာမယ်ဆိုအာကာသားတွေလည်းဒုံးမြောင်လို့ဘူးပြီးတော့သူတို့ကသူတို့ဂျိုးသားတွေဆိုပြီးဘသူကမြောက်ပြလိုက်လည်းမသိဘူး။မျက်နာတွေရှောက်ချစ်ထားတာပြောင်းချော်ချော်နဲ့ကိုမအဒါပြောင်းခြင်းပြောင်းပြောင်းခြင်းတွေသူတို့ကရုပ်တည်နဲ့ပါဝါပြိုင်မယ်လို့တော့ဒီဘက်ကဥမှုရှိကလည်းမရဘူး။ပို့ဝိမဲ့ရှိတယ်။အလုံးလိုက်တွေ ကျွေတာအဖွားကြီးတောင်မွေးကလည်းစွာချံဘလို့မအထီဘူးအလိုနဲ့ပလိန်ကြီးတွေဟိုဘတ်ဒီဘန်ရီဗီတီငါသူဟာနေသူဦးကြီးပြောင်းဝင်ချသွားတော့ဥပုရှိတဲ့ရှောင်းချော်တော့သူသမီးချိုင်းချိုင်းကထက်ရောက်လာပြီအဖွားကြီးနဲ့ပညာပြိုင်တာသူကြတော့ကိုတာကြီးအရာဒီတစ်ခေါက်တော့နေနာမှာတွားတီတာသူလဲသူ့အဖေတက်ထူပြီးတလုံးနဲ့တော့မဟုတ်ဘူးနှလုံးမှုနဲ့တီးတယ်အဖွားကြီးကအကြီးတောင်ပြတ်ဘူးတောင်မွေးနေပဲ တီးထုတ်ပလေတာသူလဲထတ်လျှော်လို့လူပြီးရောက်လာရောရောက်တော့လေသူ့အဖေစီဒါတိုင်းအဲ့ဒါသူလဲငွေရချိုးနဲ့တော့သူ့အမေလဲရောက်ရောက်ချင်းတန်လျှော်ဒါလဲအာကာသားကဒေါ်အပြေကမချင်းနဲ့ပြန်ဘူးလူပြီးမှာသူတို့သားဖောက်ကိုလိုက်တီးဖို့သူဂျိုသားတွေလွတ်မဲ့ကြတာဂျိုသားတွေကလည်းတကြံရောက်နေတယ်လို့ပဲအကုန်လုံးအိုးမဲကိုစီနဲ့ဝက်စားတွေကလည်းဖြစ်တယ်လို့ကိုမအကုန်ကြရည်များနေတာအလုံးနဲ့ဘာရင်စီပြီးဘလို့ရောက်ချလာလဲတော့မသိဘူးဥပူရှေရှိတဲ့နေရာကွတ်တီရောက်ချလာရောပြီးတော့ဥပ ပူရှိကိုမြမလိုကြီးဝိုင်းတီတာဥပူရှိလေကြောင်တော်နဲ့ခံနေရတော့သူသမီးကလူတော်လာစရာမလိုဘူးအိမ်ကနေစိတ်ကူးနဲ့တီတာအုတ်ထောက်တော်မချုပ်ဘူးချင်းလေးဖတ်ဖတ်ပဲဟိုမှာစားကြချာ အဲ့ဒါသူ့အဖေကလည်းသူ့သမီးတယောက်လုံးကိုတော့မမမိတာနဲ့အနေမကလည်းရတောင်နဲ့ကာပြီးပြန်ချလာလိုက်တယ်အလိုပဲဂျိုးသားစကြားသီးတို့အဖွဲကလည်းသူတို့မစ်ရှင်ပြီးတော့ရွာသားအသွင်ယူပြီးအရချတာအရွာကလူတွေတောင်ဘောရာဖြစ်နေပြီ ကိုမမြမပြီးကဂျိုးသားရဲ့ရှင်ချန်ဘာရင်ပြန်ဘာလက်နဲ့ဆားမှာမလို့ဘူးအရပဲလို့တယ်အဲ့ဒါအရချတော့လေသူတို့ကလူတွေထထောင်ပိုရစ်နေလို့ရွာသားတွေလည်းဝိုင်းထိုးပစ်လိုက်တာပေါက်ပြန်တာပဲကိုမ ဘာဂျူသားတွေမှမသိဘူးအဲကပြီးတော့ဂျူသားတွေကိုထိုးတဲ့နှကောင်ပဲချိုင်းချိုင်းစီလာတာတကောင်ကချိုင်းချိုင်းနှခမ်းဒီတွေခိုးဆိုတာတည်းအယောင်ကချွတ်စောဘာတွေမှမသိဘူးအဲ့လိုနဲ့သူတို့လည်းအားလာပါတားလာပါပြော ဂျိုဘူးဒီမားကလည်းဟိုရဲသမားကောင်တွေကိုဆုံးပါပြီအဖိုးကြီးကိုအပြတ်ဖြတ်ခိုင်းတယ်ရောဖြတ်ခိုင်းတော့တခါအိုးမဲတွေပြန်ဆွဲဆွဲပြီးအဖိုးကြီးကိုလာပြင်းလာအဖိုးကြီးလည်းကြောင်နေတာကြောင်တော့သူတို့လည်းရှင်းပြအဖိုးကြီးကသူတို့ခိုင်းကြုံတဲ့ရံပန်းဂျိုသားကဘာကနေဒီမှာလူပြန်ဝင်စားတာသူတို့စီကတရဆိုဒီမှာ250ဆိုပြီးဘာမှလည်းမဆိုင်ဘူးအဖိုးကြီးကိုတီးထုတ်သွားတာအဖိုးကြီးရှော့သွားတော့သူသမီးချိုင်းချိုင်းလည်းစိတ်ထိခိုက်သွားတာရံကိုဘယ်လိုရောက်သွားလဲမသိဘူး အဲ့ဒါရန်ကုန်ရောက်တော့လေဂျိုးသားတွေကပါရန်ကုန်ရောက်ပြီးကရုံမောက်ဥဒင်မဲ့လေလို့ထိုင်ချိုင်လေငါချောက်ဖို့တိုင်းနဲ့ဝင်ရှင်းပြလိုက်တယ်အဲ့ဒါရန်ကုန်ကလည်းဘယ်မျိုးနယ်လဲမသိဘူးဝယုံမင်းတွေကောင်းကြဝယုံမင်းတွေကောင်းတော့ထိုင်ချိုင်လေသူများကိုဂျုံထိုးခိုင်းပြီးအဝတ်စားတစုံတွေကို သူဝယ်လိုက်ကိုဝယ်လိုက်နဲ့တီးတာဟိုမှာရှုပ်ခါနေရပဲအဲ့ဒါရှုပ်ခါနေပါလေဆိုထတ်ရှုပ်ချင်တော့တကြာဒီကသူ့ကိုတီးဖို့သူ့ကိုယ်တိုင်မပြီလား ို့မှာဘယ်နေရာတွေတော့ကိုင်းပြီးသွားလဲမသိပေမဲ့သူကတော့ပျော်ပျော်ကြီးအထုခံပြီးမှောက်သွားရောဒါနဲ့ကရုံးမလေးကျေးဇူးတင်ပြီးသူတို့အိမ်လိုက်နေဖို့ ခေါ်ဝေရတော်သူ့ကိုစပားယုံနဲ့တွေ့ပြီးအဖွဲချသွားရောအဖွဲချပြီးညကြတော့တခါအိမ်မထဲမှာသူ့အဖေနဲ့တွေ့တာသူ့အဖေလည်းသူ့သမီးဆွမ်းဆောင်ရီကိုကြိုက်လို့ဂျိုးသားဖြစ်ပေမဲ့ဂျာမဆိုပြီးဘွဲပေးလိုက်တယ်ဘွဲပေးပြီးမချဘူးနှခမ်းဒီဆိုတဲ့တောသားနှကောင်လေးမျိုးတက်လာပြီးချားချမ်းကိုလာရှာတာသူတို့စီကအလေးတုပ်သွားလို့ဒကောင်ကဝင်ကယ်ပြီတာကယ်တဲ့ကောင်ကလည်းသူတို့ဘော်ရာဆိုတော့ပျော်တယ်တို့ကတ်ကုန်ပြီးတော့ဖြစ်ရင်လမ်းမတစ်ခါစပားယုံနဲ့ထပ်တွေ့လို့သူတို့လာရင်ကိစ္စပြောကြရင်သူတို့ ေးမှာဂျမားတကောင်ရောက်နေရဆိုတော့သူတို့လည်းဟုတ်မဟုတ်လိုက်ကြည့်မယ်လို့တော့အဟုတ်ချိုင်းချိုင်းဖြစ်နေတာဒါနဲ့စိတ်ထိခိုက်တာနဲ့ရန်ကုန်ဘလို့ရောက်လာလဲဆိုတော့ သူလည်းမသိဘူးဟိုမှာဒီကကစားကြတာဘာတွေမှမသိဘူးဟရာဘာတွေမှမသိရင်သူတငယ်ချင်းခရုံးမကိုဂျိုသားတွေကဖားသွားတယ်ဆိုလို့လိုက်မယ်လို့နာဂျိုသားတွေကစီးကားတော့လိုက်တာသာပဲဆလီတောက်ချင်းဒီကျမ်းမာရေးကိုဆိုးရွားတာထိခိုက်စေလဲဆိုပြီးကိုင်းနေပါဝါထတာသွားတွေကိုရဲနေတာပဲဟိုမှာဘာဂျိုသားတွေမှမသိဘူးပြီးတော့ချိုင်းချမ်းတို့ပါရောက်ချလာပြီရန်ကုန်မှာပဲရှိသေးတယ်ဟရာရန်ကုန်မှာပြန်ဆုံးမယ်ဆိုပြီးဝယုံတော်တွေလည်းပဲ တီးကြတာခြိုင်ခြိုင်ကဟိုကောင်တွေပါပါဝါသွင်းပေးထားတော့အကုန်တီးကုန်ကြရောအရာတီးရင်လည်းဝက်စားတွေပြောင်းပြန်ရောပြောင်းရင်းနဲ့တီးတာဟိုကောင်ကခြေပြောင်းကြီးနဲ့တီးအောက်ပြန်ကြတော့ခြိုင်ခြိုင်ဖြစ်ပြီး ချမ်းချမ်းကဖနာစီရကြီးကိုမအလုံးနဲ့ဆောင်းတော်လဲတည်ရင် အဖွားကြီးပါပေါ်လာတော့အဖွားကြီးပါတီးထုတ်ပလေတာကြောင်တော်တော်နဲ့ချောသွားပြီးချမ်းချမ်းနဲ့ဘသူနဲ့မှအသက်သက်ဆုံးတီးမထုတ်လိုက်ရပဲပြီးဆုံးသွားပြီးပေးချင်တယ်မှာဆေ့ချ်ကတော့ဘာမှမသိဘူးဆိုတာပါပဲကိုမအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ